ကြည့်ရှိသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနှစ်လပိုင်းတရက်နေ့မှာထွက်ရှိမဲ့12ကြိမ်မြောက် 3D အတွက်ကစားသင့်တဲ့ခဏန်းတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိတ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း ကိုဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း ကိုဖြစ်ပါတယ်ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း ကိုဖြစ်ရမှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်းကိုဖြစ်တဲ့အတွက်၃ညပေါင်းရမှာဖြစ်ပါတယ်။ထိတ်စည်း၃ညပါ။အလဲထိုင်းရှာပြပေးတော့မှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၅ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၅ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း၅ဖြစ်ရမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၄ဖြစ်တဲ့အတွက်၁ပေါင်းရမှာဖြစ်ပါတယ်။ အလဲထိုင်းတက်ပါနောက်ပိတ်ရှားပြပြီးတော့မှဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း ကိုဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း ကိုဖြစ်ပါတယ်ဒါကြောင့်ဒီ၃လုံးပေါင်းခြင်းကိုဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်တဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်နှစ်ပါ ထိတ်စည်းအလဲထိုင်ပေါင်းခြင်းနဲ့အလဲထိုင်နောက်ပိတ်ပေါင်းခြင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၁ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၁ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း၁ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ၃ညရှိတဲ့အတွက်ထိတ်စည်းအလဲထိုင်ပေါင်းခြင်း၁ဖြစ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကထိတ်စည်း၃ညအလဲထိုင်၁ယူထားတဲ့အတွက်ပေါင်းခြင်း၁ကံ့ညမှုရှိနေပါတယ်။ဒီ၅လုံးပေါင်းခြင်း ခုနှစ်ဖြစ်ပါတယ်ဒီငါးလုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်ဒါကြောင့်ဒီငါးလုံးပေါင်းခြင်းခုနှစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်းလေးဖြစ်တဲ့အတွက်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းသုံးဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအလဲထိုင်တက်နောက်ပိတ်နှစ်ယူထားတဲ့အတွက်ပေါင်းခြင်းသုံးကိုင်ညီမှုရှိနေပါတယ်ဖြည့်စီနောက်ပိတ်ပေါင်းခြင်းနဲ့ break ချပြပေးသွားမှာဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်း၉ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ပါတယ်။၉၃၁ဖြစ်ဖို့အတွက်ဒီ၃လုံးပေါင်းခြင်း၁ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာလက်ထိုင်၉ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း၂ဖြစ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကထိပ်စီး၃ညနောက်ပိတ်၂ယူထားတဲ့အတွက်ပေါင်းခြင်း၂ကန့်ညီမှုရှိနေပါတယ်။ဒီမှာ break 1ရှိပါတယ်ဒီမှာ break 2ရှိပါတယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 သုံးဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့် break သုံးပါ။ကျွန်တော်တို့ကထိပ်စီးတုံညာအလဲထိုင်း1နောက်ပိတ်2ယူထားတဲ့အတွက် break သုံးကန့်ညမှုရှိနေပါတယ်။ဒါကြောင့် break သုံးနဲ့တုံညာ1ရလာပါတယ်။ထပ်ပြီးတော့အပင်ဆက်အနေနဲ့ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း6 6ရက်နှက်ခတ်9က ဒီ၃လုံးပေါင်းခြင်း၉ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၆၆ရဲ့နှက်ခတ်၉ကဒီ၃လုံးပေါင်းခြင်း၉ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၇၇ရဲ့နှက်ခတ်၃ညကဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ပါတယ်ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း၇ဖြစ်တဲ့အတွက်ခုနှစ်ရဲ့နှက်ခတ်၃ညကဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ရမှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်းတုံညာဖြစ်တဲ့အတွက်တုံညာပေါင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ထိတ်စည်းတုံညာပါ။အလဲထိုင်ချပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းနှစ်နှစ်ရဲ့နက်ခတ်၄ကဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၉၉ရဲ့နက်ခတ်၆ကဒီနှလုံးပေါင်းခြင်း၆ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း ၄ရက်နှက်ခတ်နှစ်ကဒီနှလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်။ဒါကြောင့်ဒီနှလုံးပေါင်းခြင်းနှစ်ဖြစ်တဲ့အတွက်၄ရက်နှက်ခတ်၄ကဒီနှလုံးပေါင်းခြင်း၄ဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာ၃ရှိတဲ့အတွက်တစ်ပေါင်းရမှာဖြစ်ပါတယ်။အလဲထိုင်းတစ်ပါ။နောက်ပိတ်ရှားပြပြီးသွားမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၇ဖြစ်တယ်လို့ဒီနောက်ပိတ်နှလုံးပေါင်းခြင်း၇ဖြစ်နေပါတယ်။ ဒီနှလုံးပေါင်းခြင်းတစ်ဖြစ်တယ်လို့နောက်ပိတ်နှလုံးပေါင်းခြင်းတစ်ဖြစ်နေပါတယ်။ဒီနှလုံးပေါင်းခြင်းလေးဖြစ်တယ်လို့နောက်ပိတ်နှလုံးပေါင်းခြင်းလေးဖြစ်နေပါတယ်။ဒါကြောင့်ဒီနှလုံးပေါင်းခြင်းလေးဖြစ်တဲ့အတွက်နောက်ပိတ်နှလုံးပေါင်းခြင်းလေးဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာနှစ်ရှိတဲ့အတွက်နှစ်ပေါင်းရမှာဖြစ်ပါတယ်။နောက်ပိတ်နှစ်ပါသိစီအလဲထိုင်ပေါင်းခြင်းကိုရှားပြပေးတော့မှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်း9 9ရဲ့နှက်ခတ်3ကထိတ်စီးအလေထိုင်ပေါင်းခြင်း3ဖြစ်နေပါတယ်နှက်ခတ်တစ်လက်ထဲတစ်လက်ယူပါမယ်ဒီနှလုံးပေါင်းခြင်း10ဖြစ်တယ်လို့ထိတ်စီးအလေထိုင်ပေါင်းခြင်း10ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း4 4ရဲ့နှက်ခတ်2ကထိတ်စီးအလေထိုင်ပေါင်းခြင်း2ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း10ဖြစ်တဲ့အတွက်ထိတ်စီးအလေထိုင်ပေါင်းခြင်း10ဖြစ်ရမှာဖြစ်ပါတယ် ကျွန်တော်တို့ကထိတ်စည်းတုံညာအလဲထိုင်တက်ယူထားတဲ့အတွက်ပေါင်းချင်းတက်ကန့်ညမှုရှိနေပါတယ်ထိတ်စည်းအလဲထိုင်ပေါင်းချင်းနဲ့နောက်ပိတ်အတွဲကို ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းချင်း၄၄ရဲ့နက္ခတ်၄ကနောက်ပိတ်၄ဖြစ်နေပါတယ်ဒီသုံးလုံးပေါင်းချင်း၄၄ရဲ့နက္ခတ်၄ကနောက်ပိတ်၄ဖြစ်နေပါတယ်ကျွန်တော်တို့က ထိတ်စည်း၃ညအလဲထိုင်တည်ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၄၄ရက်နှက်ခတ်နှစ်ကနောက်ပိတ်နှစ်ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စည်း၃ညအလဲထိုင်တည်နောက်ပိတ်နှစ်အတွဲကကန့်ညီမှုရှိနေပါတယ်။အလဲထိုင်နောက်ပိတ်ပေါင်းခြင်းကိုရှားပြပေးသွားမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၃ည၃ညရဲ့နှက်ခတ်ခုနှစ်က တပင်ကြောမှာအလက်ထိုင်နောက်ပိတ်ပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်းရှစ်ရှစ်ရဲ့နှစ်ခတ်တက်ကတပင်ကြောမှာအလက်ထိုင်နောက်ပိတ်ပေါင်းခြင်းတက်ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း၅ဖြစ်တဲ့အတွက်၅ရဲ့နှစ်ခတ်၃ကတပင်ကြောမှာအလက်ထိုင်နောက်ပိတ်ပေါင်းခြင်း၃ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့လက်ထိုင်တက်နောက်ပိတ်နှစ်အတွဲကကာညီမှုရှိနေပါတယ် ဒီလေးလုံးပေါင်းခြင်းခုနှစ်ဖြစ်တယ်လို့အောက်မှာလက်ထိုင်နောက်ပိတ်ပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒီလေးလုံးပေါင်းခြင်း1ဖြစ်တယ်လို့အောက်မှာလက်ထိုင်နောက်ပိတ်ပေါင်းခြင်း1ဖြစ်နေပါတယ်ဒါကြောင့်ဒီလေးလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်အောက်မှာလက်ထိုင်နောက်ပိတ်ပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့လက်ထိုင်1နောက်ပိတ်2အတွဲကကိုက်ညီမှုရှိနေပါတယ် ဘရိတ်ရှာပတ်ပြီးတော့မှဖြစ်ပါတယ်ဒီလေးလုံးပေါင်းချင်းလေးလေးရဲ့နှက်ခတ်နှစ်ကအောက်မှာဘရိတ်နှစ်ဖြစ်နေပါတယ်ဒီလေးလုံးပေါင်းချင်းခုနှစ်ခုနှစ်ရဲ့နှက်ခတ်သုံးညကအောက်မှာဘရိတ်သုံးညဖြစ်နေပါတယ်ဒီလေးလုံးပေါင်းချင်းနှစ်နှစ်ရဲ့နှက်ခတ်လေးကအောက်မှာဘရိတ်လေးဖြစ်နေပါတယ်ဒါကြောင့်ဒီလေးလုံးပေါင်းချင်း၅ဖြစ်တဲ့အတွက်၅ရဲ့နှက်ခတ်၃က အောက်မှာ break သုံးဖြစ်ရမှာဖြစ်ပါတယ် break သုံးပါဒီသုံးလုံးပေါင်းခြင်း၈ကို break နှစ်ပေါင်းခြင်း၃ညဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း၅ကို break ၃ညပေါင်းခြင်း၅ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း၆ကို break ၄လေးပေါင်းခြင်း၃ညဖြစ်ပါတယ်၃ည၅၃ည၅ဖြစ်ဖို့အတွက် ဒီ၃လုံးပေါင်းခြင်းနှစ်ကိုဗရိတ်၃ပေါင်းရမှာဖြစ်ပါတယ်ဗရိတ်၃ပါဒီ၃လုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နှက်ခတ်၃ညကအလဲထိုင်၈ကိုဗရိတ်နှစ်ပေါင်းခြင်း၃ညဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နှက်ခတ်၃ညကအလဲထိုင်၃ညကိုဗရိတ်၃ညပေါင်းခြင်း၃ညဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၆၆ရဲ့နှက်ခတ်၉ကအလဲထိုင်၅ကို ရိတ်၄ပေါင်းချင်း၉ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃လုံးပေါင်းချင်း၄ဖြစ်တဲ့အတွက်၄ရဲ့နှက်ကနှစ်ကလဲထိုင်၉ကိုဗရိတ်၃ပေါင်းရမှာဖြစ်ပါတယ်။ဗရိတ်၃ပါနောက်ဆုံးအနေနဲ့တိုက်ဆိုင်မှုတစ်ခုကိုရှာပြပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအဆုံးသတ်မှာဖြစ်ပါတယ်။2018ခုနှစ်၈ချိန်မြောက်ကနန်း338ထွက်ပြီးတဲ့နောက်၃ချိန် 6ကြိမ်ကျော်9ကြိမ်မြောက်ကနန်းတစ်တစ်ခွန်ကနှစ်နှစ်ချားပြီးတော့တစ်ခွန်တစ်ပြန်ကြလာပါတယ်။ဒါကြောင့်2022ခုနှစ်9ကြိမ်မြောက်ကနန်း3.3ည8ထွက်ပြီးတဲ့နောက်3ကြိမ်6ကြိမ်ကျော်9ကြိမ်မြောက်ကနန်း3ည1နှစ်ကနှစ်နှစ်ချားပြီးတော့ပြန်ကြလာမလားဆိုတာကိုကျွန်တော်တို့ကမှန်းဆရမှာဖြစ်ပါတယ်။ 2025ခုနှစ်လပိုင်းတရက်နေ့မှာထွက်ရှိမဲ့12ကြိမ်မြောက် 3D အတွက်ကစားသစ်နဲ့ခဏတစ်ခွက်ကတော့3ည1နှစ်ဒဲတစ်ခွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းမချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။